မဆလာဝါဒရရဲ့နောက်မှာလေဒါဘလိုပဲဖြစ်ဖြစ်ကြည့်လိုက်ပေါ့နော်ရေပြန်ချေချစရာမလိုပါရေပြန်ချေချစရာမလိုပါဒီပဲပြောထားရေပေါ့နော်အဲ့တော့ အာဗီဒီယိုတစ်ခုတင်မှုရယ်မဆလာဝါတာနဲ့ cleansing water တူလားမတူလားသိချာတင်မှုရယ်ပြီးတော့ဒီလိုမျိုးမဆလာဝါတာသုံးပြီးတဲ့အခါမှာတကယ်ရောရေပြတ်မဆေးချရင်အဆင်ပြေလားပြီးရင်အဘလိုပေါ့နော်အဲ့လိုအဆုံအသေးစိတ်တင်မှုပါ ਈ ဒါမဲ့ထပ်ပြောမယ်နည်းနည်းလေးထပ်ပြောမယ်နော်ပြီးတော့ဒီမဆလာဝါတာကိုကသုံးလိုက်တယ်သုံးပြီးတော့ဥမာဆိုမေးခွန်းမေးထားရရှိရ7နာရီမှသုံးပြီးတော့ည9နာရီမှတဲ့ညနာတက်ပြီးတော့ skin care လို့ရလားတဲ့ ဲ့လိုမေးထားအရှိအရန်ဖြည့်ချင်သေးရနော်အဲ့တော့အဲ့ဒါလေးဖြည့်မယ်ဆိုတော့မဆလာဝါဒဆိုတာဘာလဲအဲ့ဒါအရင်ကြည့်ဖို့လိုအပ်တယ်မဆလာဝါဒကဘလိုဟာမျိုးလဲပေါ့အဲမဆလာဝါဒနဲ့ cleansing water ဘာကလဲပေါ့ cleansing water ဆိုတဲ့ဘောကဒါ cleansing လုပ်ပေးတဲ့ဘောမျိုးပဲမဆလာဝါဒကသူ့မာလေးအဲ့လိုတန်လိုက်တဲ့ပေါ့ပြောရရင်လေဘယ်လိုမျိုးလဲဆိုတော့ဒီအာမျက်နာမှာရှိတဲ့ဒီအတွင်းထဲကအညစ်အကြေးတွေကိုတန်လိုက်လို့မျိုးစုပ်ယူရတာပြီးအဲ့လိုစုပ်ယူရတာကိုမာလေးအဲ့လိုဒီ skin ကိုလောင်သွားတာမရှိဘူးပေါ့။ဥပမာဆိုနည်းစုပ်ယူတယ်လို့ပါဆိုရင် skin နည်းနည်းလေးလေးအဲ့လိုကျန်သွားတာတွေပါအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်။အဲ့လိုနည်းနည်းဟို sacred တိုက်တယ်လို့အဲ့အဲ့လိုပုံစံမျိုးတွေပေါ့နော်။ဒါပေမဲ့အဲ့လို sacred လို့ကြီးညနေရဲ့ဒီ skin barrier ကြီးကိုထိသွားတာတို့အဲ့လိုမျိုးလောင်သွားမရှိပဲနဲ့အဲပျော့ပျော့ပြန်ပြောင်းလေးပဲတုံးလို့ရရဲ့အရာပေါ့နော်။အဲ့ဆိုရင်ခဏလေးနော်အရှိမ အဲ့တော့ဒီမှာမီးထားရဲ့မီးဝန်လေးရပါတော့နော်ကလင်းစင်းလုတ်ပြီးတဲ့ဆန်ခရင်လိမ့်လို့ရလားဆိုတာကလင်းစင်းဝါတာသုံးပြီးဆန်ခရင်လိမ့်လို့ရတာလို့မေးရထင်တယ်နော်ရတာတော့ရရဲ့ဘာမှဖြစ်ဘူးဒါပေမဲ့ကလင်းစင်းဝါတာလုတ်ပြီးဆန်ခရင်တန်းလိမ့်တာထက် moisture လေးခံပြီးတော့မှဆန်ခရင်လေးလေးအဲ့လိုလေးဆိုတော့ပူကောင်းတာပေါ့နော်ပြီးွားရင်ည၈နာရီကလင်းစင်းလုတ်ပြီးတဲ့၉နာရီလောက်မျက်နှာတက်လို့ရလားဆိုရတယ်ကိုယ်တိုင်လုပ်နေကြ ကိုယ်တိုင်လုံနေကြဘယ်လိုမျိုးလဲဆိုတော့ဥမာအရန်ပူလာပြီအရန်ပူလာရင်တိတ်မခံနိုင်တော့ဆိုရင်ညနေ9:00နာရီ6:00နာရီလောက်ဒီဒီဒီအရေးလေးနဲ့ဖြတ်ထားလိုက်လေဖြတ်ပြီးတော့ဒီဇိုင်းနေလိုက်တယ်အဲ7နာရီလောက်ကြာတော့မှမျက်နှာတစ်တယ်ပြီးလို့ရှိရင် skin care လုပ်တယ်ပေါ့နော်အဲ့လိုကအမြဲလုပ်နေကြအမြဲလူလူကိုလုပ်နေကြပေါ့နော်အဲ့တော့ဒီဟာလေးကိုဒီမှာလေးဒီလိုလုံးလိုက်မယ်ဒီမှာအမြုံလေးထားရတယ်တွေ့လားအမြုံလေးထားရတယ်တွေ့လားအဲ ။အနေနဲ့ तू ကမိတ်ကတ်တရားအစာပြောင်းနေပြောတာအဲ့ cleansing water လေးခဏရေနော်။ဒီမှာကျေးဇူးပါကျေးဇူးပါလို့ပြောရနေရောက်ကိုအသေးပေးလိုက်ပါမယ်နော်။ဒီကလည်းကျေးဇူးတင်ပါတယ်နော်။ဆိုတော့ဆက်ပြောမယ်ပေါ့နော်။အခုပြောထားတဲ့မိခွန်ရဆိုရင်လုံလို့ရတယ်ဘာမှဖြစ်ဘူး။၈နာရီ cleansing water သုံးနေ၉နာရီမှမျက်နှာသစ် skin care လုပ်ရရေပေါ့နော်။အဲ့တော့ micellar water cleansing water ကွာခြားပုံကတင်တော့တင်ပြီးပါတယ်တကယ်လို့မကြည့်ရသေးဘူးဆိုရင်ပြော comment မှာအလိုလင့်လေးလာချပေးမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းတစ်ချက်အဲကြည့်လို့လွယ်အောင်လို့တစ်ချက်ပြပေးမယ်နော် မဆလာဝါတာသုံးပြီးွားရင်လေတကယ်တော့ပေါ့နော်ရေပြန်မဆေးချလဲဘာဖြစ်ဘူးကြည်လားမကျန်ပူလိုက်တာဒီလိုချိန်လိုအဲ့လိုပူချွေးထွက်လာအဲ့တော့ရေပြန်မဆေးချလဲဘာမှဖြစ်ဘူးပြဿနာမရှိဘူးဒါမဲ့လေ ရေပြန်စီးချရင်ကို့အတွက်ကောင်းတယ်သူကဘလိုမျိုးအတွက်ထုတ်ထားရလဲဆိုတော့ဥပမာဆိုရင်အဲကိုကအရန်ပင်ပန်းလာပြီးတော့ဘာမှမလုပ်ချင်တော့ဘူးဆိုရင်အဲ့အရှိလေးနဲ့တော့တစ်ချက်ပြောင်းနေအောင်ဖြတ်လိုက်ဖြောက်ပြီးွားဖြတ်ပြီးွားလို့ရှိရင်အေးရတယ်ဘာမှဖြစ်ဘူးတရက်တလီကောင်းတယ်နော်အဲနေမကောင်းတော့ဘူးဆိုလို့ရှိရင်အဲ့လိုမျိုးပဲပေါ့နော် cleansing water တွေနဲ့ပဲဖြတ်ပြီးဒီတိုင်းပဲအိတ်လိုက်တယ်ဒီတိုင်းပဲဘာမှလည်း skin care လည်းဘာဆိုဘာမှမလုပ်တော့ဘူးပေါ့နော်အဲ့လိုနေမကောင်းတဲ့အချိန်ကိုအရန်အလုပ်တွေပင်ပန်းလာတဲ့အချိန်လို့ဆိုရင်အဲ makeup ကလည်းလိမ်ထားတယ်ဒါမှမဟုတ်တနည်းကောင်ဖုံးနေ အဲနင်းဖြစ်ခြင်းနဲ့တန့်ဆင်းခြင်းနဲ့ပေါ့နော်အဲ့ဖုန်ဒီကိုမတန့်ရှင်းမဲမိတ်ကပ်တွေမတန့်ရှင်းမဲနဲ့အဲ့လို့ရှိရင်ဒီအတွင်းထဲမှာလေအဲဝက်ချံဖုန်တွေအများကြီးထွက်တယ်ဒီလားကိုတကယ်လို့မမြင်ရအောင်ဆိုတော့အထဲမှာဝက်ချံဖုန်တွေအများကြီးပဲအဲ့တော့အဲ့ဝက်ချံဖုန်တွေအများကြီးကကို skin care တွေချာလုပ်တဲ့အခါမှာအောက်ကနေပြီးပြူပြီးထွက်လာအောင်အကုန်လုံးထွက်လာတာပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တတ်တယ်အဲ့တော့အဲ့လိုမဖြစ်ရအောင်ကိုဘက်ကနေပြီး cleansing water muscle water လေးနဲ့ပေါ့နော် တေချာဖြတ်ပြီးတော့မှအေးတ냐တလီတော့ကဘာမှဖြစ်ဘူးပြီးခရီးသွားတဲ့အခါမှလည်းဘာမှဖြစ်ဘူးအဲ့လိုမျိုးလုံးလို့ရတယ်ဒါပေမဲ့ကိုကပုံမှန်အတိုင်းလေး skin care မယ်ဆိုလို့ရှိရင်ဒီအရင်နဲ့အရင်ဖြတ်ပြီးတော့မှမျက်နှာတစ်စီလေးသုံးအဲ့လိုမျိုးလုပ်ပြီးနော်ရေပြန်မစီးချလဲဘာမှမဖြစ်ပင်မယ်မျက်နှာတစ်စီနဲ့တေချာပြန်သုံးရင်အဲပို့ပြီးတော့ပြောင်းနေပို့ပြီးတော့ကောင်းနေပေါ့နော်အဲ့လိုလေးရှိတယ်အကေပြည့်ဘာပြောရင်ကောင်းမလဲရုံစစောကစဉ်းစားထားရှိမိပါ့ဟဲ့တကယ်မိပါ့ကြီးကျန် ခဏလေးအော်သူ့ကိုတစ်နေ့ဘယ်နဲ့ချိန်သုံးလို့ရလဲပေါ့နော်တစ်နေ့ကိုတစ်ချိန်ပဲသုံးတာအကောင်းဆုံးပဲနှစ်ချိန်သုံးလို့ရလေဒီ hydrate တက်နေနေဖြစ်တဲ့တချို့ကမိုးလင်းလာလေမဆလာဝါတာမိုးရှုပ်လေမဆလာဝါတာအဲ့လိုကြီးကြီးအမြဲတမ်းသုံးလို့ရှိရင်ကြာစိတ်ထဲမှာတိတ်မကြိုက်ပေါ့နော်အဲ့လိုဟိုဘယ်လိုပြောရမလဲဟိုအမြဲတမ်းကြီးအဲ့လိုကြီးမျက်နှာကြီးဖိတွန်းဖိတွန်းဖိတွန်းနေလို့ရှိရင်ချွေးပေါက်ကျဲမလားပေါ့နော်စိတ်ထဲမှာအဲ့လိုမျိုးထင်နေအဲ့တော့အာတနေ့တစ်ချိန်ပဲလောက်တာတော့အကောင်းဆုံးပဲပေါ့နော် ဗီဒီယိုရိုက်နေရင်လည်းလေးစည်းထားရောင်းနေပြီးတော့ပစ္စည်းတွေရောက်တယ်အဲ့ဒါနဲ့ပဲပေါ့နော်လူကအာဘာသာပြောလို့ပြောမှမသိတော့ဘူးနော်အဲ့ဒါနဲ့ဒါပစ္စည်းရောက်တာလေးတစ်ချက်ပြရတာပေါ့နော်ဒါဒါရောက်တဲ့ဟာလေးတွေနော်ပြီးတော့ဒီမှာဒါကျဲကျဲကျဲကခွာလေးတွေပေါ့နော်ကျဲပုံလေးတွေအဲပြီးဒါလေးနွေရာဒီမှာတအားအသုံးတယ်ဒီလားဒီဥစ္စာလေးရောက်တယ်အဲ့ဒါရောက်တာလာပြပေးရပေါ့နော်ဒီနေ့ကတော့မေးခွန်းတစ်ခုပဲပေါ့နော်အဲ cleansing water ရေ master water ရေ quartz ပုံလေးပေါ့နော်ပြီးတော့အဲ့လို ထားလို့ရလားပေါ့နော်တခါတလေတော့လေရပါသေးပေါ့နော်ဟိုအရှိမပြောထားပြပါလေနော်ဟိုမရှင်းတာရှင်ပြောလို့ရပါသေးမိလို့ရပါရင်နော်ဒါကအခုပါလေဟိုဘယ်လိုပြောမလဲဆက်ခရစ်ကြီးကိုအလိုသေးချာရေးပြီးပြောတာမဟုတ်တော့နည်းနည်းလေးရှုပ်ရှက်ခတ်နေကောင်းခတ်နေနိုင်တယ်ပေါ့နော်တကယ်လို့မရှင်းတာရှင်ထပ်မိပါထပ်ပြီးတော့ဖြေပါမယ်နော်ဆိုတော့ဗီဒီယိုလေးကိုဆုံးနေသိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်အဲငေါ့တဲ့ဗီဒီယိုလေးနဲ့ပြန်လည်ဆုံးသိပါမယ်အားလုံးပဲတတမရှင်းတာရှင်မိလို့ရရင်နော်